ီအတ္တနဲ့အနန္တကိုဆရာတို့ဒီလူငယ်ပိုင်းဆက်အနေမှာလွယ်ကောင်ဆရာဥပမာလေးတစ်ခုနဲ့ပြောပြပြရတယ်။တဘာဝတရားနဲ့ရှင်းပြီးတော့လို့ပြောလဲဆိုတော့အလင်းကွယ်ကြီးလို့အမောင်ရောက်လာမှာပဲလို့ဒီအမောင်ကိုဘယ်တကိုးရှင်ရမှာလဲလောက်တာမဟုတ်ဘူးလို့အမှန်တော့အလင်းကွယ်တဲ့အကြောင်းတရားရှိလို့ရှင်အမောင်ဆိုတဲ့အကျိုးတရားတစ်ခုကဖြစ်သွားတာပဲ။ဒါတဘာဝရဲ့နေရာမှာပဲလို့အဲ့တော့အလင်းကွယ်ရင်အမောင်ရောက်လာတယ်။ဒီအမောင်ဘယ်သူပိုင်လဲဆိုရင်ဘယ်သူမှ အပိုင်မူနေဘူးတဲ့လမ်းလျှောက်သွားတဲ့အခါကျတော့အရေးကြပါလေရောအဲ့တော့အဲ့အရေးဘ누구အရေးလဲဆိုရင်ငါအရေးပေါ့ဘ누구အရေးကမှဒီအမောင်ကြီးကငါအရေးပေါ့အမှန်တော့အလင်းကွယ်လို့အပေါင်းဖြစ်လာတာဒီအမောင်ဘ누구ပိုင်လဲဘ누구မှာပိုင်အလင်းကွယ်တဲ့အကြောင်းကြောင့်အမောင်ဆိုရဲ့အကျိုးတရားဒီလိုအကြောင်းနဲ့အကျိုးနဲ့တည်တာအနတ္တဒီအမောင်တက်ကိုပဲငါငါ့ဥစ္စာလို့တိမ့်ပိုက်လိုက်တာဆရာတို့ကအမှန်တော့အမောင်ကိုအတ္တပြုလိုက်တာလို့ဆိုတယ်ဒီအမောင်တက်ကိုအတ္တ ပြုတ်လိုက်တာသိမ့်ပိုက်လိုက်တာငါအရေးဆိုပြီးတော့ဒါကြောင့်မလို့အတ္တနဲ့အနတ္တပေါ့နော်ဆရာဒီလိုလေးရှင်းပြတယ်လို့ပဲအမာခံနှစ်ခုရရင်အတန်ထွက်တာပဲလို့ဘယ်အမာခံနှစ်ခုရိုက်ရိုက်ဒီအတန်ကတဘာဝတရားပဲဘ ᱹ ူးပိုင်တယ်ဘ ᱹ ူးမှမပိုင်ဘူးအကုန်သိတယ်ဒါပေမဲ့ဆရာတို့စကားပြောလိုက်တဲ့အခါကျလည်း level နဲ့အတန်ထွက်လာပါလေရောအမာခံနှစ်ခုရိုက်ပြီးတော့အဲ့ကြစကားလည်းပြောတယ်ဘ ᱹ ူးတန်တယ်ငါအတန် ဒီအတန်ကိုဗာပြုတ်လိုက်တာငါအတန်လို့အတ္တပြုတ်လိုက်တာအမှန်တော့အမားကန်တစ်ခုရိုက်တဲ့အကြောင်းကြောင့်အတန်ဆိုတဲ့အကျိုးတရားတစ်ခု trap ပေါ်လာတယ်လို့အမှန်သိရင်အနတ္တဒါကိုအတ္တပြုတ်ပြီးတော့ငါအတန်ယောက်ျားအတန်မိန်းမအတန်လို့အတ္တပြုတ်လိုက်ရင်အနတ္တမမြင်တော့ဘူးဖုံးသွားတာပေါ့နော်ဟုတ်ပါဘူး